ဟုတ်ပြီဒီကတော့တပည့်စည်းပေါ်ကိုခွာပြီကိုကပိုင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုတပည့်စည်းကိုသိပေးရမယ်ပြီးရင်ခြေတော်မြောက်ပြီးတော့စပြန်ကြည့်ပါဒလုံနဲ့ចောင်းသားတွေအားလုံးလေဆရာပြောသလိုစူးစမ်းပြီးလုပ်ကြတယ်ဟုတ်ပြီဖိုးတွေ့လို့တာမှန်နေတယ်ကျောင်းသားတွေကတော့တပြည့်စီစီပြီးလေးပေါ်ပြန်သွားလိုက်ပြန်ချလာလိုက်နဲ့နေကြည့်မြင်ကြည့်ဖြစ်နေခဲ့ကြတာပါ မော်ကျောင်းသားတွေတင်ကန်းစာတကူအတွက်နဲ့တင်ရင်ကိုရောက်နေရကမော်ဆီယာမမိကကဆရာကျမတို့တင်ကန်းစာအတွက်လိုအပ်တဲ့သူကိုခေါ်ထားပြီးပြလားရှင်ဟုတ်ကဲ့ဆရာမမကြခင်ရောက်လာမှာပါဩဟုတ်ကဲ့ပါဟိုဒလုံနဲ့အချင်းကြနေရင်မော်ကျောင်းကိုပြန်ရင်နောက်ကျနေမှာစိုးလို့ပါဟမ်ပိုတူနဲ့တုတ်ပေါ်လေအပင်ရောက်မှတိုင်းနေရကမိဝိုင်းတို့ရှေးသောက်ဖို့ထွက်သွားတဲ့ဘက်ကိုမျှော်ကြည့်နေခဲ့ကြတယ်မိဝိုင်းမတို့ကရှေးသောက်တော့ကြာတာပဲဟုတ်ပါ ဘယ်အထိသွားတော့ကြတယ်မသိဘူးအဲ့ဒါနဲ့ရွှေသားကဆရာတားတော့လေဟိုဘက်ကိုခဏသွားလိုက်အောင်ပဲသွားကြောင်းလို့လေခွဲ့ရှူးရှူးသွားပေါ့မို့ပါအော်အဝေးကြီးလည်းမသွားနိုင်အောင်နော်ဟုတ်ကဲ့ပါဗျအဲ့လိုပြောပြီးတော့ရွှေသားတို့နှစ်ယောက်လေထိုင်နေရကထွက်သွားခဲ့တော့တယ်တပတ်မှာတော့မိဘိုင်းမတို့သုံးယောက်သားမျက်နှာပြည့်စင်ပြီးလဲကြနေရဲ့အဖွားအုပ်ကိုမြင်သွားခဲ့ပြီးတော့ထိတ်လန့်နေခဲ့ကြတယ် မိမိဝိုင်းဟိုဟိုဘာအကောင်ကိုက်ခံလိုက်ရလားမသိဘူးနော်မျက်နာကတော်တော်ပျက်စီးနေရဟုတ်တယ်ဟာဒလို့လို့ငါမော်ကောင်ဆန်းသက်ကြည့်ခိုင်းလိုက်ပြီအဲ့လိုပြောပြီးမိဝိုင်းကဂါနာရှုပ်ပြီးမော်ချက်ကိုထုံးလိုက်တယ်ကဲကျွန်းလေးဟိုဘာဟိုဘာဘလို့ဖြစ်သွားနေလဲဆိုတော့တွားကြည့်ပေးပါအဲ့ဒါနဲ့မော်ချက်လေးအဖွားဟိုနာကိုတွားလိုက်ပြီးကိုပေါ်တက်လို့လိုက်စူးစမ်းနေခဲ့တာပါမော်ချက်လေးအဖွားဟိုကဘာဖြစ်တာလဲ อืมငါ့အတင်တော့ဇွန်မီကိုက်ခံလိုက်ရတင်နေဒါဆိုဆံနဲ့ဆံမအောင်အကြောင်းကြောင်းမတင်နေအဲ့လိုပြောပြီးငပိန်လဲကာနာရှင်လို့သူ့မောင်ငယ်ကိုထုတ်လိုက်တယ်ဘာလို့ရှိလို့လဲတခင်ငါတို့ဒီမှာဇွန်မီကိုက်ခံထားတဲ့ဖောက်အုပ်တရားကိုတွေ့ထားတယ်ဆိုတဲ့အကြောင်းဖိုတူတို့တော့အကြောင်းကြားပေးပါโอเคပါခဏလေးစအဲ့လိုပြောပြီးငှက်လေးကအဝေးကိုပြန်သွားခဲ့တော့တယ် မောင်ငယ်လေးလည်းပြန်လာရင်နဲ့ပေါ်တူတို့ရှိနေတဲ့တင်းချောင်ရောက်လာခဲ့ပြီးတော်ဘောကောင်းမမနားလိုက်တယ်။ဟမ်အဲ့ဒါငပိရင်မောင်ငယ်လေးပါလား။ဟုတ်တယ်ဟာငပိကမင်းတို့အမှားပါလိုက်တာရှိ။ဒီလိုနဲ့မောင်ငယ်ကအကြောင်းစုံပြောပြလိုက်တယ်။အဲ့ဒါကိုကြားသွားတဲ့မော်ဆရာလေးပြင်ပေါ်တူတို့လည်းထိတ်လန့်သွားခဲ့ကြတာပါ။အိုးမဖြစ်တော့ဘူး။ငပိန်တို့ရှိနေတဲ့နေရာကိုခုပဲသွားကြတာပေါ့အဲ့ဒါနဲ့မော်ဆီယမ်မမိကက်ကော

တော်ပေါ်ကောင်းမွန်မှရှိနေတဲ့ငှက်လေးကိုမေးကြည့်လိုက်ကြည့်။ငှက်လေးဒီရင်လားဟုတ်တယ်ဟုတ်တယ်။ငပိန်တော့လည်းမတွေ့ရပါလား။ဒါနဲ့မော်ဆရာဂျူလင်းကကလေးတွေအကုန်လုံးတရိတာကြဆရာထဲကိုအရင်ဝင်ကြည့်လိုက်မယ်။မော်ဆရာဂျူလင်းလည်းပြောပြောဆက်ဆက်နဲ့အိမ်ထဲကိုဝင်သွားလိုက်ကြည့်။ခဏလောက်ကြာဆရာမကြီးငပိန်တော့အထဲမှာဗျအထဲကိုလာခဲ့ကြ။ကလေးတွေအထဲမှာတွေသွားကြရအောင်။ဟုတ်ဆရာမကြီး ဖိုးတူတို့လည်းဆ iam မနေတူအိမ်ထဲကိုဝင်သွားလိုက်ကြတယ်။အိမ်ထဲကိုရောက်မှအကောင်လုံးကအံ့ဩသွားခဲ့ကြတယ်။အเจ้าကငပိန်တို့သုံးယောက်သာမိမျောနေပြီးတော့လေပေါ်ပြန်နေရကြောက်မှာ။ဟမ်။သုံးယောက်သာလေပေါ်မှာရှိနေပါလား။ဘလို့ဖြစ်တာလဲဆရာ။ဒါတရားရရလက်ချက်ကြောင့်တင်းနေစိတ်မူမာနဲ့ဆရာတွားယူချခဲ့မယ်ဆရာမလေးကိုမယ်ဆရာ ဒါလို့နဲ့မော်ဆရာနဲ့ဆရာမလည်းလေးပေါ်ပြန်ပြီးငပိန်တို့ကိုတယောက်တစ်လက်စီအောက်ကိုချလိုက်တယ်။အဲ့ဒါနဲ့ဘိုးသူကငပိန်တို့ကိုလှုံ့နှိုးတော့တာပါ။ငပိန်ရေငပိန်မြွိုင်းမြွိုင်းတတိလေးထားပါဦးဟ။ဖွင့်ညို့ရေဖွင့်ညို့မငပိန်တို့တုံယောက်သားလှုံ့နှိုးတဲ့အကြောင်းနိုးလာခဲ့ကြတယ်။ဟမ်မင်းတို့ရောက်လာကြမလား။ဟုတ်တယ်မြွိုင်းရေတရင်ကြကြချင်းရောက်လာခဲ့တာ။မင်းတို့ဘလို့ဖြစ်တာလဲ။ဟမ် ဟိုအဲ့ဒါတလို့ဗျ။တားတို့တင်းပေးပြီးနောက်ပိုင်းမှာလဲကြနေရဲ့အဖွားဝါနူးလာခဲ့ပြီးတော့တားတို့ဘာလွတ်လိုက်တယ်မသိဘူး။အဲ့ဒီကနေတတိမြေသွားခဲ့တာဗျ။အင်းဒီတိုင်းဆိုမကောင်းတော့။ဒီကနေမြင်မြန်သွားကြတာပေါ့။အဲ့နောက်တော့အကုန်လုံးကအဲ့နေရာကနေထွက်လာခဲ့လိုက်ကြတယ်။အောင်စရာဂျိုလင်းတို့အဖွဲ့သားတွေလည်းတင်းချိုင်းကိုပြန်ရောက်လာခဲ့ကြတယ်။ဟာ၊ဆရာတို့ပြန်ရောက်လာပြီ။ဟုတ်တယ်ကွာ မင်းတို့စာချန်ရတာတွေ့လားဟုတ်ကဲ့တွေ့ပါလိမ့်ဆရာအေးကွာဒါနဲ့လူတော်ပိုင်းတိုင်းငယ်တပိုင်းနဲ့တယောက်ရောက်လာသေးလားသားတို့မတွေ့မိသေးပါဘူးဆရာအော်အေးပါဟိုဆရာဟိုသားတို့တွေ့ခဲ့တဲ့အဖွားကဘာကြီးလဲအင်းအဲ့ဒါအယောင်ဆောင်ထားတဲ့နတ်ဆိုပဲကွာသူကလူတွေသူ့နာလာရင်မဟုတ်တာတွေရောဟုတ်တာတွေရောနဲ့ထိတ်လန့်အောင်လုပ်တတ်တယ်ကွပြီးတော့ပေါင်းပါလေးကြီးတယ်ဖြစ်နိုင်ရင်တော့သူ့ကိုတွေ့ရနေဘဝိရှောင်တော့အကောင်းဆုံးပဲအဲ့ဒီအချိန်မှာပဲသူတို့နာကို ။တိမ့်တဲ့လူသားရောက်လာခဲ့တယ်။ဟမ်ငှက်ကြည့်လား။ဟုတ်ပါဘူး။ဟိုလူလားငှက်ကြည့်လား။တိမ့်တဲ့လူသားတင်နေ။အဲ့ဒါနဲ့မော်စရာဂျူလင်းကရောက်လာပြီလားဗျ။ဟုတ်ကဲ့။ကျုပ်နောက်ကျသွားတယ်မဟုတ်လား။ဟုတ်ကဲ့အဆင်ပြေပါလေ။ကဲကလေးတွေဒီကတိမ့်တဲ့လူသားနဲ့မိတ်ဆက်ပေးပါမယ်။သူကတော်ရဲမှာပဲနေလေးရှိပြီးတော့လူတွေကိုကူညီတတ်တဲ့သူပါ။တကတည်းကလူစိတ်ရှိပင်မဲ့တကတကမှာတော့ငှက်စိတ်ဝင်နေတတ်တယ်။အဲ့လိုအချိန်ကြာရင်ရံမှုတက်တာဆိုတော့ တတိထားဖို့လိုအပ်ပါတယ်။ဟုတ်ကဲ့ပါဆရာ။ကဲတလို့ဆိုဒီသိန်းငယ်ကိုဘယ်သူစီးကျင်ကြလဲ။အကောလုံးကသိန်းငယ်ရံမှုတက်တာသိပြီးလန်သွားခဲ့တာကြောင့်ဘယ်သူမှတွတ်တုံမလုပ်ကြဘူး။အဲ့ဒါနဲ့ရွှေသားကဖိုးထုကိုတတိထူလိုက်တဲ့အတွက်ဖိုးထုလည်းရှားပြီးတော့လက်မြောက်လိုက်တယ်။မောင်ဖိုးထုစီးကျင်မလား။လာဗျာ။ဟိုဆရာတာလာပါမကြောက်ပါနဲ့။အရင်ဆုံးသူ့ကိုမိတ်ဆက်လိုက်။ပြီးရင် သူ့နာနှုတ်သီးကိုပုတ်တက်ပေးလိုက်ဒီလိုဆိုရင်အဆင်ပြေသွားလိမ့်မယ်။အော်ဟုတ်ဟုတ်ကဲ့ပါဆရာ။ဖိုးထူလည်းတိုင်းငယ်လူသားရှိကိုတိုးသွားလိုက်တယ်။ဟိုကျွန်တော်နာမည်ကဖိုးထူပါ။အောင်မန်းရွာမှာနေပြီးခုတော့မှော်ချောင်းတက်နေပါလေ။အဲ့ဒါနဲ့တိုင်းငယ်ကြီးကငှက်စိတ်ပေါက်နေအောင်ဆိုတော့စကားမပြောတော့ပါဘူး။ဆရာဟိုဆရာလို့ပါအောင်တားကြောက်တယ်။ဖိုးထူရဲ့အဖြစ်ပျက်ကိုသဘောကျနေတဲ့သူရှိပါတယ်။အဲ့ဒါကတော့ရွှေသားနဲ့ဖိုးမောင်တို့နှစ်ယောက်ပါ။ ဒီကတိမ်ငဲ့ချင်းလူဆက်ပြောင်းနေတဲ့အချိန်နဲ့တူပြီးထိခိုက်ပါစေကွာဟုတ်တယ်ဟုတ်တယ်မကြပါနဲ့ဒါရဲ့အနောင်ပိုခဲ့ပြီးတော့နှုတ်သီးကိုပုတ်တက်ပေးလိုက်အဲ့ဒါနဲ့ပိုတူနဲ့ကြောက်ကြောက်နဲ့တိမ်ငဲ့နှုတ်သီးကိုပုတ်တက်လိုက်ချိန်မှာတိမ်ငဲ့ကသဘောတွေ့နေခဲ့တာပါကဲပိုတူကြီးတိမ်ငဲ့ကိုပေါ်တက်လိုက်တော့တိမ်ငဲ့ရဲ့ခေါင်းကိုမကိုင်းနဲ့နော်ပကုံးကိုပဲတိကျကိုင်းထားလိုက်အော်ဟုတ်ကဲ့နောက်တော့တိမ်ငဲ့ကြီးကနေပေါ်ကိုပြန်တက်ရင် အဝေးကိုပြန်သွားခဲ့တော့တယ်။ဖိုဒူလည်းသိငဲ့စီပြီးအပျော်ကြီးပျော်နေခဲ့တာပါ။ပြောရလောင်ဖိုဒူဟာဟိုလူစိတ်ပြောင်းလာပြီလား။ဟုတ်တယ်ကွ။အရှောင်းပြောတယ်ကိုကြီးသိငဲ့ရဲ့ဝဝေကိုထပ်ပြန်ပေးပါ။ Okay okay. မြေမြမှာကြံခဲ့တဲ့အဖွဲသားတွေကဘိုဒူသိန်းရဲ့စီတော်မောချင်ရင်နဲ့ အားကျနေခဲ့ကြတာပါ။ဝါ၊ဖိုးတူကမိုက်လိုက်တာ။တင်းငက်ကသူ့ကိုလက်ခံနေတဲ့နေနော်။ဟုတ်တယ်ဟ။တင်းငက်လက်ခံအောင်လုပ်နိုင်တာနည်းနဲ့စကေးမဟုတ်ဘူး။ဖိုးတူအစီအမီနေရာမြင်ပြီးရွှေသားကတော့အခဲမကြီးဖြစ်နေခဲ့တယ်။လူသားတင်းငက်လောက်ကင်တွေလို့အဆင်ပြေလား။လူသားတင်းငက်ပဲရှိတယ်။ဒါလို့ဆိုနောက်တခါနေစည်းကြည့်ဖို့။ကြည့်နေ။ဟာစီပြမ။ခဏအကြာမှာလူသားတင်းငက်နဲ့အတူဖိုးတူလည်းမြေပြင်ကိုဆင်းသက်လာခဲ့တယ်။ အစင်ပြေးရလာမဖို့သူဟုတ်ကဲ့ပြေးပါရစီမကဲဒီကဘသူစီးကြည့်မလဲတားစီးမှာပါအဲ့လိုပြောပြီးရွှေသားကတိမ့်ငက်လူသားနာကိုကတ်သွားလိုက်တယ်ဒီမှာတိမ့်ငက်ဒီလေဟာငါစီးမှာတိမ့်ငက်လည်းကြံ့ကြံ့တန်းတန်းပြောလာတဲ့ရွှေသားစကားကြောင့်ရွှေသားကိုနှုတ်သီးနဲ့ဆင်းလိုက်ခြင်းရွှေသားလည်းအစိတ်ခံရပြီးလဲချသွားခဲ့တော်တယ်ဟာရွှေသားဘာဖြစ်သွားလဲရွှေသားလည်းလဲချနေရကသူ့ကောင်လက်နဲ့ဆမ်းလိုက်ခြင်းမှာ တွေ့တွေ့တွေပါလာတယ်။ဟာရွှေသားကိုစေကန်းပို့မနဲ့တူတယ်။ကျုပ်လွတ်လိုက်မယ်။အဲ့လိုပြောပြီးမော်ဆရာကျိုလင်းကရွှေသားကိုကြည့်ပြီးအဲ့နေရာကိုထွက်သွားခဲ့တော့တယ်။ညာဘက်ရောက်တော့ပို့ထူးတို့လည်းမော်ချောင်းကိုပြင်ရမှာခဲ့ကြတယ်။တော်ဘွားကဂရင်မလေးကြောင့်လေဒီဟာခုမှပဲအညောင်းပြေတော့တယ်။မော်ချောင်းတက်ရလဲလက်တွေတွေကများလိုက်တာ။ငပိန်လေးဂရင်မော်လှဲချလိုက်တယ်။ လက်တွေများမှာတို့တွေအပြင်ရောက်ရင်လက်ကမှာပေါ့တော့ပေါ့အေးလေစာတင်ရင်လည်းတင်နေဖြစ်ပြန်အောင်ပေါ့တော်ဘောတို့ကတော့လေဘယ်ဟာမှလွတ်မယ်မထင်ပါဘူးဟုတ်ပါကွာဒါနဲ့မနေ့ပြန်တပြက်စီးစီးနဲ့စာတင်ရင်ရှိရတယ်နော်အဲ့ဒါအားကစားခွင့်ကိုခေါ်ထားတယ်ငါ့ဘော်ဒီနဲ့တပြက်စီးကစီးလို့ဖြစ်ပါမလားမသိဘူးဖြစ်မှာကတော်ဘုံရဲ့အရန်လေတွေးဖို့မနေနဲ့အေးပါညောက်ကဲ့နေလို့ငါအိပ်ပြီ နောက်နေရောက်တော့အကြောင်းသားတွေအားလုံးကအာကစားခွင်းထဲမှာနုစုနေကြကြတယ်။ဟဲ့ဖို့ထုတို့နင်တို့ကိုကြားပြီးကြမလား။ဘာများလဲမိဝိုင်းဒီလိုကခုတိုးတွေကိုမော်တပြစီစီကတင်ပြီးပြီးသွားရင်နောက်တစ်ပတ်ကျပြိုင်ခွင့်ရှိရယ်ဆိုရင်ဟင်ဟုတ်လား။ဟုတ်တယ်ကပြီးတော့လေအဲ့ဒီပြိုင်ခွင့်မှာအနိုင်ရတဲ့သူကိုကျောင်းဝကြီးရုံးငန်းမှာထထားတဲ့ဟိုရှေးအောင် မော်တပြစီကိုပေးမှာတဲ့။ဟာမိုက်သားပဲ။သူတို့အဖွဲ့ပြောတော့ကိုနားထောင်နေရွှေသားကား ဟမ်တောသားကြီးစိတ်ကူးရင်းမနေနော်အဲ့ဒီမော်တပြက်စီကိုမင်းတို့ရမှာမဟုတ်ဘူးအောင်မမသိရင်သူ့ပိုင်လူနဲ့လာပြောနေတာမင်းကခေါင်းပေါက်ထားမမှတ်သေးဘူးထင်တယ်ဟုတ်ပါကွာမင်းကလေသူ့ပိုင်လူနဲ့တွားလို့ပြီးခံလိုက်ရတာကြည့်မကောင်းဒလူနဲ့ရွှေသားလေးထောင်ခွနဲ့ဒေါသထွက်ပြီးခန္ဓာရုပ်ကမီးလုံးနဲ့တိုက်ခိုက်လိုက်ခြင်းငပိတ်မျက်နှာလေးမိမြိုက်ခံရပြီးမဲသွားခဲ့တော်တယ်ဟာဟဲ့မင်းဘယ်လိုလွတ်လိုက်တာလဲကွာ အဲ့ဒီအချိန်မှာပဲမော်စရာမြေကောင်ရောက်လာခဲ့ဟဲ့ကလေးတွေဘာဖြစ်နေကြလဲဆရာရွှေသားကငပိတ်ကိုမင်းနဲ့မျှန့်လေတီဘာရွှေသားမိဝိုင်းပြောတာဟုတ်လားဟုတ်ပါတယ်ဆရာကိုတငယ်ချင်းကိုဘာလို့ခုလို့လောက်ရအလဲဟမ်သူတောင်းကိုအရင်ရလာဆလို့ပါမဟုတ်ပါဘူးဆရာသူအရင်ရဆတာပါကဲကဲတော်ကြတော့ဒီလိုနဲ့ပြီးမှမဟုတ်တော့ဆရာအဲ့ဒီပြဿနာကိုနောက်မှတက်တက်ရှင်းမယ် ။အဲနောက်တော့သူတို့နာကိုတပည့်စီများကြီးထန်းနိုင်လူတယောက်ကရောက်လာခဲ့တာပါ။ကဲခလေးရီဒီကိုကြီးစီကနေတပည့်စီတယောက်တစ်ယောက်စီယူလိုက်ကြ။ဟုတ်ကဲ့ပါဆရာ။ဒလုံနဲ့ចောင်းသားတွေအားလုံးတပည့်စီတယောက်တစ်ယောက်စီယူလိုက်ကြတယ်။တပည့်စီယူလာပေးတဲ့သူကဆရာကျွန်တော်ခွင့်ပြုပါ။အေးကွာကျေးဇူးပါပဲ။အဲ့ဒါနဲ့ဒီပဲစီယူလာပေးတဲ့သူလေးပြန်သွားခဲ့တော့တယ်။ကဲခလေးရီ ဒီပစ္စည်းကိုအရင်ဆုံးလေးပုံမှ ပြန်နိုင်အောင်လုပ်ရပါမယ်။အိမ်နောက်တော့ចောင်းသားတွေအကုန်လုံးသူတို့ကင်နာတဲ့ဒီပစ္စည်းကိုလေးပုံပြန်နိုင်အောင်လုပ်ကြတယ်။အဲ့ဒီထဲမှာရွှေသားကပထမဆုံးလုံနိုင်ခဲ့တာ။ဟောဆရာရွှေသားဒီပစ္စည်းကလေးပုံမြောက်နိုင်နေပြီဗျ။တော်ရရွှေသားဒီတိုင်းလေးပဲဆက်လုပ်မယ်။တူဘောကတော့ဒီပစ္စည်းကိုလေးပုံပြန်နိုင်အောင်မလုပ်နိုင်ဘူး။ပြုတ်ပဲပြုတ်ကျနေခဲ့တာပါ။ဆရာတားလိုက်ရပြီ။ Okay okay တော်ရဒီတိုင်းဆက်ပြီးတော့လေ့ကျင့်နေ။ ကျောင်းသားအကောင်လုံးကဒီပြည်စည်းကိုလေးဘောပြန်နာအောင်လုပ်နိုင်ခဲ့ပြီမင်းတော်ဘောတယောက်ကတော့ပြုတ်ကြမင်းပြုတ်ကြနေခဲ့တာပါဟဲ့အောင်တော့ဘောပဇက်ကနေဂါရာဘေးရွတ်မနေနေဟာစိတ်ကိုရေစုံတင်းညောင်းထားလိုက်အဲ့ဒါဆိုရင်နှွေးသွားလိမ့်မှာโอเคโอเคအဲ့လိုလုပ်ကြည့်လိုက်မင်းငါပိန်ပြောသလိုလုံးလိုက်ခြင်းတော်ဘောရဲ့ဒီပြည်စည်းကိုနေသူ့ကောင်ကိုရိုက်မိသွားခဲ့တာပါအာနာလိုက်တာဟာဒီတော့သားကတော့ဒါလေးတော့ခုထိရှာမလုပ်နိုင်သေးဘူးဟုတ်ပါကွာ တို့အဲ့လိုပြောနေတော့တော်ပေါ်လေးလုံးလိုက်သွားခဲ့။ကဲအကုန်လုံးရကြမလား။ရကြပါပြီဆရာ။ဟုတ်ပြီ။ဒီကတော့ဒီပြည့်စည်းပုံကိုခွာပြီ။ကိုကပိုင်ရှင်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီပြည့်စည်းကိုသိပေးရမယ်။ပြီးရင်ခြေတော်မြောက်ပြီးတော့စပြန်ကြည့်ပါ။ဒီလိုနဲ့ចောင်းသားတွေအားလုံးလေးဆရာပြောသလိုကြိုးစားပြီးလုပ်ကြရင်။ဟုတ်ပြီ။ဖိုးတူးလို့တာမှန်နေတယ်။ចောင်းသားတွေကတော့ဒီပြည့်စည်းစီးပြီးလေးပေါ်ပြန်သွားလိုက်ပြန်ချလာလိုက်နေတယ်။ နင်းချီမိချီဖြစ်နေခဲ့ကြတာပါအဲ့ဒီတည်းမှာအမြင့်ဆုံးပြန်သန်းတတ်နေသူတယောက်ရှိခဲ့အဲ့ဒါကတော့ရွှေသားရေပါရွှေသားကတော့သူတယောက်တည်းလုံနိုင်တာကိုအဖွဲသားတွေကိုကြွားနေခဲ့ရှေ့ငါဟဲ့ရွှေသားကွာအဲ့ဒီအချိန်မှာဖွင့်ညုံမကအပေါ်ကိုပြန်ပြီးမြေပြင်ကိုပုတ်ခနဲ့တယ်မြောင်ပြုတ်ကြလာခဲ့အာနာနာရဲဘာဖြစ်သွားလဲဖွင့်ညုံအဆင်ပြေလားဆရာ ဖွင့်ညွတ်ခြေတော့ခိုက်မိသွားတယ်ထင်တယ်။ဟင်ဟုတ်လား။ဒါဆိုရင်တော့ဖြစ်တော့ဘူး။စေမိခန်းနဲ့ကိုခေါ်သွားမှထင်တယ်။အဲ့လိုပြောပြီးဆရာမျိုးကဖွင့်ညွတ်ခြေမှုအဲ့ဒီနေရာထွက်သွားခဲ့ရော်ရီ။အဲ့နောက်တော့အကုန်လုံးကဒီပစ္စည်းတစ်ချောင်းနဲ့လေးချင်ရင်အလုရှုံနေခဲ့ကြရတယ်။